တောအုပ်ကြီးတစ်ခုမှာရောင်စုံအမောက်တွေနဲ့လှပစွာနေတတ်သည့်ပါဘူးအမည်ရှိနှက်မင်းဒေါင်းတကောင်ရှိသည်သူ့အမောက်တွေကိုဂုံယူလွန်းလာကြောင့်အခြားတတဝါတွေကို မကြခင် ထိပါးစကားပြောတတ်သည်ငါလိုအလှတွေမရှိကြတဲ့သူတွေကတောရဲ့အလှကိုဖျက်နေတာဟု သူကြွားလေးရှိသည်တနေ့တွင်တောမီကြီးစတင်လောင်ကျွမ်းလာသည်တတဝါအားလုံးထွက်ပြေးကြရာတွင်ပါဘူး၏လေးလံသောအမောက်များက သူ့ကိုနှောင့်နှေးစေသည့်မိโกမုံများကြားမှလမ်းပြောင်နေစဉ်ဇီးကွက်အဖွားကြီးဒေါ်လီကသူ့ကိုလာခဲ့သည်ဒေါ်လီသည်အယောင်မဆုံးတော့လဲတော်လန်းချောင်းများကိုနှစ်ပေါင်းတရခန့်ကျွမ်းဝင်သူဖြစ်သည်ငါနောက်ကိုလိုင်းလိုင်းကူလမ်းချောင်းကဘေးကင်းတယ်ဟုသူမကညွှန်ပြသည် ပါပူလိုက်သွားရာမကြမီလုံကြုံသည့်ခြံဝန်းတစ်ခုသို့ရောက်သည်သို့သောသူ့အမောင်များမီးဆွဲနေသည်ကိုဒေါ်လီကတေးရွဆုံများဖြင့်ကဲတင်ပေးခဲ့သည်ပါပူရှက်လျက်ကျေးဇူးတင်ပါတယ်။ကျွန်တော်မာနရီများခဲ့ပါတယ်။ခုဝန်ခံလိုက်သည်ဒေါ်လီက ပြုံးပြလျက်အလှဆိုတာမျက်နှာပြင်မှာမဟုတ်စိတ်ထဲကအငြင်းပြေဝနေဖို့ပါပဲဟုဆုံးမသည်။ မာနထောင်လွှားမှုသည်ဘဝကိုနှောင့်ယှက်တတ်ပြီးဉာဏ်ပညာနှင့်စိတ်ရင်းဖြောင့်မှုကသာ အမှန်တကယ်လှပစေသည့်ဤပုံမြင်လေးသည်ကလေးများသာမက လူကြီးများပါစဉ်းစားပွဲရာသင်ခန်းစာများရရှိနိုင်ပါစေကြောင်းမျှော်လင့်ပါသည်